မြန်မာနိုင်ငံရဲ့ဆယ်ရောက်မြောက်သမရအဖြစ်ဥဝင်းမြင့်ကိုရွေးချယ်ခဲ့ကြပါတယ်။သူ့ရဲ့ဘဝပုံရိပ်ဖြတ်သန်းမှုတွေကိုကိုအောင်သူကတင်ဆက်ပေးထားပါတယ်ရှင်။ဥဝင်းမြင့်ဥဝင်းမြင့်ဥဝင်းမြင့်ဒီတော်စုလှစ်တော်မှာရွေးကောက်ခံပြည်သူ့လှစ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ကဒုတိယသမရအဖြစ်တင်မြောက်ထားတဲ့ဥဝင်းမြင့်ကိုမြန်မာနိုင်ငံရဲ့ဆယ်ရောက်မြောက်သမရအဖြစ်ရွေးချယ်လိုက်ကြပါတယ်။ ရေတော့ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များစုဖွဲ့မှနိုင်ငံတော်တမန်လောင်းဦးဝင်းမြင့်ကထောက်ခံဆန္ဒမဲ403မဲဖြင့်အများဆုံးတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များစုဖွဲ့မှနိုင်ငံတော်တမန်လောင်းဦးမြင့်စွေကထောက်ခံဆန္ဒမဲ211မဲဖြင့်ဒုတိယအများဆုံးရေတော့ကမျိုးသားလွှတ်တော်ကိုယ်စားလှယ်များစုဖွဲ့မှနိုင်ငံတော်တမန်လောင်းဦးဟန်နီပန်ချိုးကထောက်ခံမဲ78မဲဖြင့်တတိယအများဆုံးရရှိပါတယ်။ဒါကြောင့် ထောက်ခံဆန္ဒမဲအများဆုံးရရှိတဲ့ဦးဝင်းမြင့်ကိုနိုင်ငံတော်တမဖြစ်ရွေးချယ်တင်မြှောက်ကြောင်းကြေညာပါရယ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ခေါင်းဆောင်တောင်ဆန်းစုကြည်ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကန့်သက်ချက်တွေကြောင့်နိုင်ငံတော်တမရနေရမရယူနိုင်တဲ့အခြေအနေမှာ2015ရွေးကောက်ပွဲအနိုင်ရခဲ့ရင်နိုင်ငံတော်တမရရာထူးဘယ်သူယူမလဲဆိုတာကိုပြည်သူတွေကရွေးကောက်ပွဲမတိုင်ခင်ကသိကျင်ခဲ့ကြပါတယ် ဲ့ဒီရွေးကောက်ပွဲကြီးမတိုင်ခင်ဒီပူပီဒီဘက်ရွေးကောက်ပွဲအထူးအစီအစဉ်မှာသမရအဖြစ်အခုရွေးချယ်ခံလိုက်ရတဲ့ဦးဝင်းမြင့်ဟာတက်ရောက်ဆွေးနွေးသူနေရာကပါဝင်ခဲ့သူပါသမရကသမရရွေးတယ်ဆိုတာကအာနာရှင် ပါတီတရားတော့တူကောင်းတယောက်ကောင်းနဲ့နာမည်တက်ပြီးရွေးလို့ရဒီမိုစီပါတီတွေကတော့စီးစီးဆုံးပြတ်ချင်တယ်ဒါပြဒါပြမဲ့ တခြားပါတီတွေမှာရှိသလားရှိနိုင်ပြပါဆိုတော့ကျွန်တော်တလုံးနဲ့ပြောပါလကားတော့ငတိုင်းလာပါသူ့ရဲ့ဘဝဖြတ်တမ်းမှုတွေကိုကြည့်မယ်ဆိုရင်ဦးဝင်းမြင့်ဟာ1952ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာဝေးဖွားခဲ့ပြီးအရာဝတီတိုင်းဒေသကြီးဒနုပြုမြို့နယ်ညောင်ချောင်းကျေးရွာဇာတိဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်ကနေဘူမိဗေဒဘွဲရရှိခဲ့ပြီးတရားရုံးချုပ်ရှိနေတယောက်လည်းဖြစ်ပါတယ် 1990ရွေးကောက်ပွဲတုန်းကဦးဝင်းမြင့်ဟာဒနုပြူကနေဝင်ရောက်ရှင်ပြိုင်ပြီးအနိုင်ရခဲ့တယ်လို့2012ကြားပြတ်ရွေးကောက်ပွဲမှာလည်းပသိမ်မြို့နယ်ကနေဝင်ပြိုင်ပြီးအနိုင်ရခဲ့ပါတယ်ပထမအကြိမ်ပြည်သူ့လွှတ်တော်မှာလွှတ်တော်လုပ်ငန်းဆိုင်ရာကော်မတီအသွင်ရေးမှူးဒေါ်ဆန်းစုကြည်ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီအသွင်ရေးမှူးတာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ် 2015ရွေးကောက်ပွဲမှာတော့တာမွေမြို့နယ်ကဝင်ပြိုင်ပြီးအနိုင်ရခဲ့လို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ဖို့ရွေးချယ်ခံခဲ့ရပါတယ်။ကျွန်တော်ချာခန္ဓာကြိုးသူတိုင်ပတ်လေးဝန်းနဲ့ဖြစ်တယ်။ကျွန်တော်တိုင်ပတ်တဲ့လေးဝန်းနဲ့ဖြစ်လို့ကျွန်တော်လွှတ်တော်မှာကျွန်တော်နေမလိုလားပါဘူး။အပွင့်နဲ့ကြိုးပါမယ်။ပြီးကြတဲ့ဖြည့်လို့ဖြစ်အဖက်ပြင်းနေဘာကြောင့်မဖက်ပြင်းနေအကျိုးနဲ့အကြောင်းနဲ့ လွှတ်တော်ဥက္ကဋ္ဌတာဝန်မှထမ်းဆောင်ခင်အချိန်တုန်းကရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ကြားကွက်တဲ့ရက်ွက်မက်ခင်လမ်းမှာနေထိုင်ခဲ့တာပါအရင်ကတည်းကသူတို့ဒီမှာဟိုဟာစီပွားရေးတဲ့ဘာတွေသိမရှိဘူးပေါ့နော်အဲမိဖလည်းငိုလည်းရင်ရှိတာလေးတွေရောင်းချပြီးတော့လေအဲ့ဒါလေးနဲ့ရင်နှီးလို့ပြီးတော့ပါရမီဖြည့်တယ်ပေါ့သူ့ယောက်ျားကိုသူ့သူ့အမျိုးသားကိုပေါ့နော်အဲ့လိုမျိုးပြောပြောဖူးတယ်တော်ချိုချိုကလေနိုင်ငံတွဲကိုသူတို့လုပေးချင်တဲ့စာသားတွေပေါ့နော်သူအဲ့လိုအများကြီးပြောပြတယ်သူတို့ကသူတို့ ဟိုကပြည့်တဲ့သူတို့ကမြို့ချစ်စေးရှိတယ်ပေါ့သူတို့သူ့ပူဇာအန်ဒီကအဲ့လိုထင်တယ်တမရဦးထင်ကျော်ဟာ2018ခုနှစ်မလ23ရက်နေ့ကတမရယာဓုကနေနှုတ်ထွက်သွားတယ်လို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကလည်းဥက္ကဋ္ဌယာဓုကနေနှုတ်ထွက်သွားခဲ့ပါတယ်လက်လက်သွားတဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်နေရာမှာ2008ဖွဲ့စည်းပုံခြေကဥပဒေရေးဆွဲရမှာပါဝင်ခဲ့တယ်လို့ပြည်တော်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်ဟောင်းဖြစ်တဲ့ဦးတီခွန်မြတ်ကိုရွေးချယ်ခဲ့တာပါ ်ဦးထင်ကျော်ကိုဒုသမနာအဖြစ်ရွေးချယ်ခဲ့တဲ့ပြည်သူ့လွှတ်တော်ကနေရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကဦးဝင်းမြင့်ကိုဒုတိယသမနာအဖြစ်ရွေးချယ်ခဲ့လို့အစိုးရဖွဲ့မှအားကောင်းသွားနိုင်ပေမဲ့လွှတ်တော်မှာတော့အားနည်းသွားနိုင်တယ်လို့ဦးဝင်းထင်ကပြောပါတယ်။အဲတော့ခုလိုရှိရပါဦးမြင့်သမနာတိုင်းလွှတ်တော်မှာတော့အားနည်းသွားတာ။သူကဥရိနာတယ်။သူကဖွဲ့ပါဘူးအကောက်လာတယ်နော်။ဦးဝင်းမြင့်ကဥရိနာလည်းတဲ့ဟိုအောက်တက်ကြတယ်ဗော။ဦးဝင်းမြင့်ဟာ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ချိန်တုန်းကလွတ်တော်အမတ်တွေကိုမာမာထန်ထန်နဲ့အာမနာတန်းကင်ွယ်ခဲ့လို့အမြဲတမ်းမျက်နှာထားတင်းနေတဲ့ဥက္ကဋ္ဌကြီးလို့ဝေဖန်ခံခဲ့ရပေမဲ့တောင်သူလယ်သမားတွေအရင်နဲ့လေယာဉ်မြေတင်းယူခြင်းကိစ္စတွေမှာတော့ပြက်ပြက်သားသားလောက်ကင်ခဲ့လို့ပြည်သူတွေရဲ့အတိအမှတ်ပြူခြင်းကိုလည်းခံခဲ့ရသူတယောက်ဖြစ်ပါတယ်။လွတ်တော်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်လူမှုသွေးဆောင်ပွဲတွေလုပ်ခဲ့ပြီးလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းနဲ့တရားဥပဒေစိုးမိုးရေးအကြောင်းတွေကိုပြောဆိုခဲ့ပါတယ်။ 2016ခုနှစ်ဧပြီလ10ရက်နေ့ကသူ့မဲဆန္ဒနယ်ဖြစ်တဲ့တာမွေမျိုးကလူလူနဲ့တွေ့ဆုံချိန်မှာအုတ်ချုပ်ရေးတာဝန်ရှိသူတွေဟာပြည်သူတွေကိုဖိနှိပ်ဖို့မဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။လက်ရှိအုတ်ချုပ်ရေးစနစ်ဟာဒီမိုကရေစီအုတ်ချုပ်ရေးစနစ်ဖြစ်လို့ပြည်သူတွေကိုဖိနှိပ်ချုပ်ချယ်ပြီးငြိမ်ဝှက်ပီပြားအောင်လုပ်ဖို့မဟုတ်ဘဲမိဘပြည်သူလိုတလေးတစားနဲ့နိုင်ငံဝန်ထမ်းစနစ်ရက်နဲ့အညီလုပ်ရမယ်လို့ပြောဆိုခဲ့ပါတယ်။ဥပဒေပြည့်ရေးလွှတ်တော်ကိုစောင့်ကြည့်လေ့လာတဲ့ဥထင်ကျော်အေက ဥဝေမြင့်လှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့အချိန်ကစပြီးပြောဆိုခဲ့တဲ့မိန်ကုန်းတွေဟာပြည်သူလူထုနဲ့ဒီမိုကရေစီအခွင့်အရေးရရှိရေးတွေကိုဦးစားပေးပြောဆိုခဲ့လို့တမရတာဝန်ထမ်းဆောင်တဲ့အချိန်မှာဒီမိုကရေစီနဲ့ကန့်ညီတဲ့အုပ်ချုပ်ရေးနဲ့ဥပဒေတွေပေါ်ပေါက်လာနိုင်တယ်လို့ပြောပါတယ်။ပြည်သူလူထုဥက္ကဋ္ဌဖြစ်ခါလာဖြစ်တဲ့အချိန်မှာပြောခဲ့တဲ့မိန်ကုန်းတွေမှာလို့ပဲအများစုပြောခဲ့တဲ့စကားသုံးလို့လည်းနိုင်ငံသားအဖွဲ့ရဲ့ဒီမိုကရေစီရေးရှေ့ရှုတဲ့ဥပဒေမျိုးတွေအစိုးရအဖွဲ့အနေနဲ့တင်လာမယ်လို့ ပြီးတော့လို့ဆိုတော့စာပြီးတင်လာတယ်လို့ပြောလဲအဲ့လိုအခွင့်အရေးကိုအနောက်ဆက်အဲ့အခွင့်အရေးကိုနောက်ပို့ရဥပဒေတော့အစိုးရဘက်ကတင်လာတာမျိုးနေတော့မယ်လို့အင်ဒီအစိုးရအနေနဲ့အစိုးရဖွဲ့ပြီးတဲ့အချိန်မှာတမတော်နဲ့အစဉ်ပြေးရေးတွေကိုဦးစားပေးလှုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်ဒီမိုကရေစီအင်အားစုတွေနဲ့ဝေးကွာသွားခဲ့ပြီးရင်ကြားစစ်ရေးတစ်ဖက်သက် policy ကဒီမိုကရေစီညီညွတ်ရေးကိုပြိုကွဲစေတယ်လို့ ABSDF ဥက္ကဋ္ဌဟောင်းကထောက်ပြပါတယ်။တမရတာဝန်ယူမဲ့ဦးဝင်းမြင့်ဟာတက်တဲ့ဆက်ဆံရေးပြတ်မှာကိုစိုးရိမ်ပြီးလုံတဲ့နာကိုမလုံပဲအလျှော့ပေးခဲ့မယ်ဆိုရင်ပြည်သူတွေရဲ့အားမလို့အားမရဖြစ်မှုတွေနဲ့ NLD ပေါ်မှာယုံကြည်မှုတွေနည်းလာမယ်လို့လည်းဝေဖန်သူတွေရှိပါတယ်။အဲ့တော့ NLD ဒီတိုင်းကောင်းလာခြင်း2020မှာ NLD ကအရင်ကတော့တောင်ပြည်ကားလွန်လိုက်မှုအခြေအနေဝေးသွားမယ်။အဲ့ဒီအပြင် ကြားရမှုမျိုးရေးပါတီနဲ့တိုင်းသားလက်နက်ကပါတီတိုင်းသားပါတီเนาะနောက်ပြီးတော့ဒီမိုကရေစီအင်အားစုတွေကဖဲ့ထွက်သွားတယ် NDF ကဘာလို့လဲလဲအဲ့ပါတီနဲ့ပေါင်းလို့ညွန်ပေါင်းစုကဖြစ်လာတယ်တက်ကတော့ဥစ္စာ25ရောင်ကိုရှိမိတာတက်ကလည်းအဲ့အိမ်မှာပေါင်းပါအဲ့လိုဖြစ်သွားမှဆိုရင် NLD ကအတိုက်အခံဖြစ်သွားတယ် မြန်မာဒီမိုကရေစီအကူအပြောင်းဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာရုန်းကန်နေရတဲ့အတွက်ကြောင့်ထင်သလောက်ခရီးမပေါက်နိုင်ဘူးလို့ဝေဖန်မှုတွေရှိနေပြီးဒေါ်ဆန်းစုကြည်တမရမဖြစ်နိုင်တဲ့အတွက်ကြောင့် NLD အစိုးရလက်ထက်မှာတက်လာတဲ့တမရတွေဟာလည်းဒေါ်ဆန်းစုကြည်ရဲ့ဥဆောင်မှုအောက်မှာရှိနေမယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။အစိုးရတက်တဲ့နှစ်နှစ်ကျော် ကာလမှာမြန်မာငြိမ်းချမ်းရေးဟာလည်းထင်သလောက်ခရီးမပေါက်နိုင်သေးတယ်လို့စီးပွားရေးတိုးတက်မှုတွေကလည်းနှေးကွင်းမှုတွေရှိနေတာပါ။ပုတ်ခွေးဆိုင်အရာဆိုရင်တော့ ဟိုတစိုးတရားပြောင်းလဲမှုအကျိုးသိအောင်မှုကြီးကြီးမားမား policy ဘိုင်းဆိုင်ရာတော့တိတ်တော့ကျွန်တော်မမြင်ဘူးဒါပေမဲ့ရင်းတဲ့ဆိုင်တော့နည်းနည်းလေးတော့ဟိုအပြောင်းလဲတစိုးတရားရှိခေါင်းရှိလာနိုင်တယ်လို့ခန့်မှန်းတယ်အကျယ်ရှိနေတဲ့ကာလတွေကမြန်မာနိုင်ငံအနာဂတ်တွေအကောင်းဆုံးအပြောင်းလဲတွေဖြစ်လာဖို့အတွက်ပုံဆောင်နိုင်မှုအတွက်ကျွန်တော်တို့ကဆန္ဒပြုပါတယ်နောက်တစ်ခုကရွေးကောက်ပွဲကြွေးကြော်စံပေါ့နော်ပြည်သူ့ထုကိုပြောထားပေးထားတဲ့ရွေးကောက်ပွဲဂရီကူတွေနဲ့အညီ policy ဘိုင်းဆိုင်ရာအပြောင်းလဲတွေလည်းဖြစ်လာခဲ့မှာဆိုရင်တော့ ဟိုဖြစ်လာဖို့ကျွန်တော်မျှော်လင့်နေပေါ့ဗျာဖြစ်မှာအလုပ်တွေကတရားဥပဒေစိုးမိုးရေးညဉ့်ညံရေးကိစ္စတွေကရှိနေတယ်လေနောက်စီးပွားရေးကိစ္စတွေရှိနေတယ်ဒါမှမဟုတ်တာမတော်နဲ့ထိတ်တဲတွေ့မယ်နော်2000ကျအချိန်ကဥပဒေအသက်လဲအသက်နဲ့ပေးကားကိုမယ်ဆိုရင်တက်နေအဲ့လောက်ကြီးထိတ်တဲတွေ့အောင်လုပ်ဖို့ကြာသူတို့မှာချိန်မပေးနိုင်ဘူးထင်တယ်ရတဲ့အချိန်နဲ့ကြာလိုအောင်ပါနေဒါမှမဟုတ်တိတ်တိုးတက်မှုရှိမယ်လို့ဆရာမထင်ဘူး ဒီလိုအခြေအနေကိုနီးမှန်လမ်းမှန်နဲ့ရွေးချယ်ခံရမဲ့တမရအစ်တစ်ကကြော်လွှားနိုင်မလားဆိုတာကတော့မြန်မာပြည်သူတွေကရောကဘာကပါစိတ်ဝင်စားစောင့်ကြည့်နေမှာတော့အသေးစားဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာဒီတေးဦးဝင်းမြင့်ပါလေ